ခဏတည့်ရလာတဲ့ထပ်ပြီးတော့မရောက်လာတဲ့သူတွေအတွက်ပေါ့နော်မင်္ဂလာပါလို့ဆိုတော့လာတဲ့အခုမချီးမွမ်းခင်မှာပေါ့နော်အာအနေငယ်လေးပေါ့နော်အကြာကြီးတော့မဟုတ်ပါဘူးလို့အနေငယ်လေးပေါ့နော်လာတဲ့အတ္တတိုင်းမှာခံစားရတဲ့အရာကိုအာတတိခံချင်ပါတယ်အာဟိုတော်တော်တချို့ပေါ့လေတော်တော်များများတော့မဟုတ်ပါဘူးတချို့တွေကကြတော့အဲလာတဲ့နိုးလိုမျိုးအင်းတချင်းဆိုတဲ့သူတွေအဆိုးတော်တွေကိုမြင်လို့ရှိရင် အရန် perfect ဖြစ်နေတယ်ပေါ့နော်လိုအပ်ချက်မရှိဘူးပြည့်စုံနေတယ်လို့ထင်နေတဲ့လူတွေရှိရပေါ့နော်သူတို့တွေလည်းကြုံဘူးတယ်ဆိုတော့အဲ့လိုမျိုးတွေးလို့ရှိရင်ဟိုလူတွေကလူပဲပေါ့နော်လာတဲ့လည်းလူပဲဒါပေမဲ့တချို့သူတော့မသိဘူးပေါ့နော်လာတဲ့ကတော့လာတဲ့ရဲ့အာဘဝကိုပြန်ပြီးတော့မှအချင်းချင်းပြောရမယ်ဆိုလို့ရှိရင်လာတဲ့ကမိုးကုတ်မှမွေးတယ်ပေါ့နော်အဲ့လိုမျိုးမိုးကုတ်မှမွေးတယ်လို့ပြောလိုက်လို့ရှိရင်တော်တော်များများက ဟာငူကုတ်ဆိုတာကဒါမြန်မာပြည်မှာနေရတဲ့သူတွေဆိုလို့ရှိရင်သိတယ်ပေါ့နော်ငူကုတ်ဆိုတာကြောက်တထေးတွေပေါ့များတဲ့နေရာပေါ့နော်ဆိုတော့အာလာတင်ကငူကုတ်မှာမွေးရတာဆိုတထေးသမီးပေါ့လို့ထင်ကြတယ်မဟုတ်ပါဘူးလို့လာတင်ရဲ့အဖေကအမ်ဘယ်လိုခေါ်မလဲဟိုကြောက်ကြောက်မတူးပေါ့နော်ကြောက်မတူးပဲနဲ့စိုးတဲ့လူပေါ့ အဲ့လိုမျိုးပဲပြောချင်တယ်ပေါ့နော်အရင်တော့မပြောတော့ပါဆိုးတဲ့လူပေါ့နော်တော်တော်လေးဆိုးတဲ့လူဆိုးတဲ့ခါကျတော့နတ်ရင်အမေနဲ့အဖေနဲ့ကအတူတူနေဖို့မဖြစ်နိုင်တော့ပေါ့နော် separated ဖြစ်ပြီးတော့မှနတ်ရင်ကိုမွေးပြီးတော့နှစ်နှစ်နတ်ရင်နှစ်နှစ်သမီးမှရန်ကုန်ပြောင်းအဖေကတော့မိုးကုန်မှာပဲကျန်ခဲ့တယ်အဲ့လိုနဲ့ပဲနတ်ရင်ရန်ကုန်မှာကြီးရယ်ပေါ့နော်ဆိုတော့ရန်ကုန်ရောက်တဲ့အခါမှာ အမေကလည်းရန်ကုန်ပထမဆုံးချိန်ရောက်တာဖြစ်တဲ့ကြောင့်မလို့အရာအားလုံးကဘာမှမရှိဘူး။အာတာမီနီယာပေါ့နော်ဘာမှမရှိဘူး။လာနေရတော့ငငယ်လေးဖြစ်တဲ့ခါကျတော့ကလေးဖြစ်တဲ့ခါကျတော့ဘာမှမသိဘူး။ဒါပေမဲ့အမေခံစားခဲ့ရတဲ့အရာတွေကိုဘေးကနေအတော်ကြီးကကြီးလာတဲ့ခါပြန်ပြောတဲ့ခါမှာအရင်ဒုက္ခရောက်ခဲ့တယ်ပေါ့နော်။နေစရာမရှိတဲ့ခါမှာအမေရဲ့အမအတော်အိမ်မှာလာနေလို့နေခဲ့တယ်။အာနေတယ်ပြီးတော့အမေကအာ ညာတက်တရားမဟုတ်တဲ့အခါကျတော့သူတက်မြောက်ထားတဲ့အသက်မွေးဝမ်းကြောင်းပညာဖြစ်တဲ့ဆက်ချုပ်တဲ့ပညာပေါ့နော်ဆက်ချုပ်တဲ့ပညာနဲ့အမေကဆိုင်ကန်းသေးသေးလေးတစ်ခုငားပြီးတော့မှတာမီနီယောအဲ့ဒီဆိုင်ကန်းမှာပဲနေတယ်အဲ့ဒီဆိုင်ကန်းလေးရဲ့အကျယ်ကပြောရမယ်ဆိုလို့ရှိရင်ဒီစင်လောက်တော့မရှိဘူးဒီစင်ရဲ့ဒီတကွက်နှစ်ကွက်စာလောက်ပဲရှိတယ်အဲ့လောက်ချင်းချင်းလေးပေါ့နော်ဒီမှာပဲအိတ်တယ်ညဆိုဒီမှာအိတ်တယ်မနေ့ဆိုမိုးလင်းတဲ့အမေကဒီမှာပဲဆက်ချုပ်တယ်ဒီမှာပဲထမင်းစားတယ်ဒီမှာပဲအကုန်လုပ်တယ်အဲ့လိုမျိုးနဲ့ပေါ့နော် အရန်ခက်ခဲပေါ့နော်ဒါပေမဲ့လာရင်ကတော့ငယ်တဲ့အတွက်ကြောင့်မလို့ဘာမှမသိဘူးဆင်းရဲတာတွေပြင်မနိုင်လည်းမသိဘူးအမေကတော့တတော်လေးအခုချိန်မှာပြန်စဉ်းစားကြည့်ခင်မှာတတော်လေးဒုက္ခရောက်ခဲ့တယ်ပေါ့နော်တကယ်ရက်ွက်ငယ်လေးမှာလမ်းလာအမေကဒီသမီးလေးအတွက်ပေါ့နော်တကယ်တော့သူကအဲ့ဒီချိန်မှာလည်းငယ်တော့ငယ်သေးတယ် ငယ်သေးရဆိုတော့သူ့အနေနဲ့နောက်ထပ်အာဘောနော်အဖော်တယောက်ကိုရှာလိုက်လို့ရတယ်ဒါပေမဲ့သူ့ရဲ့သမီးလေးကိုအရန်ချစ်တဲ့အခါကျတော့သူကဒီသမီးလေးအတွက်ပဲသူပေးဆက်တယ်ဘောနော်ဒီသမီးလေးရှင်ကြီးအတွက်ပညာကြီးအတွက်ကိုပဲသူဆက်ချုပ်ပြီးတော့မှအာတမွေဝင်ချောင်းပေါ့နော်ဒီစားဖို့တနေ့တနေ့နေထိုင်စားဖို့ရေးအတွက်ကိုသူဖြည့်ရှင်းမှုအတွက်ဆက်ချုပ်တယ်အဲ့လိုနဲ့နိုင်ငံကြောင်းထားပြီးတဲ့အထက်တန်းကျောင်းနေပေါ့နော် အချင်းချင်းပြောရရင်တော့လာနေတဒံမီတဒံအောင်ခဲ့တယ်ဗျတက်တယ်တက်တယ်တက်တယ်ပြီးတော့နောက်ပိုင်းအထက်တန်းကျောင်းရောက်တဲ့အခါမှာလာနေကတချင်းဆိုဝါသနာပါတယ်ပေါ့နော်အဲ့ဒီအချိန်မှာစပြီးတော့တည်ခဲ့တယ်လာနေအာ12နှစ်ပေါ့နော်9ရက်ပေါ့9ရက်မှာစပြီးတော့မှတချင်းဆိုပြိုင်ပွဲမှာဝင်ပြိုင်မှုဖြစ်လာတယ် ဲ့ဒီအချိန်ကနေစပြီးတော့မှကိုကိုကိုလည်းသတိထားမိခဲ့တယ်အရင်သချင်းဆိုတော့ဝါသနာပါတယ်ပေါ့နော်အမေတို့အတော်တို့မိသားစုတွေကလည်းအော်အော်သမီးကအတန်ကောင်းတယ်ဟုတ်တယ်သချင်းဆိုဆိုတော့လောက်အဲဒီမန်ချက်ဆိုအဲ့ဒီကလေးကကိုရဲ့အိမ်မက်ကဆိုတော့ဖြစ်ဖို့အိမ်မက်ဖြစ်လာခဲ့တယ်ရှိလာခဲ့တယ်ဆိုတဲ့အခါကျတော့လာနေပြိုင်ပွဲပြိုင်နေပြိုင်ပွဲပြိုင်တဲ့ခါမှာထပ်ပြီးတော့မှဘာတွေ့လာလဲဆိုတော့လာတဲ့ပြိုင်ပွဲပြန်လို့ရှိရင်စုရလို့ရှိရင်အာပတ်စံရရပေါ့နော်ပတ်စံရလို့ရှိရင်အော်ငါသချင်းဆိုရင်ပတ်စံရရပတ်စံရရအမေကိုပြန်ပေးလို့ရတယ်အဲဒီလို မျိုးအတွေးပေါ့နော်ဝင်လာတဲ့ခါမှာတချင်းဆိုပြီးတော့ပတ်စံရှာမယ်အဲ့လိုမျိုးအတွေးဝင်လာတယ်ဝင်လာတဲ့ခါကျတော့တချင်းဆိုပြိုင်ပွဲတွေအများကြီးပဲပြိုင်တယ်တောက်လျှောက်ပြိုင်တယ်အပညာရေးလက်ပညာရေးပေါ့နော်တစ်ဖက်လှုပ်တယ်အဲ့ဒီကနေနောက်ဆုံးပြိုင်ခဲ့တဲ့ကတော့တော်တော်များလည်းသိကြမှာပေါ့နော် Galaxy Star ပေါ့ Galaxy Star မှာပြိုင်ခဲ့တဲ့အခါမှာဒါတည်းရဲ့အသက်တာကအဲ့လိုပြိုင်ပွဲတွေပြိုင်နေတချင်းဆိုတဲ့အချိန်ထိအာပြောရရင်ဒီလိုမျိုးဟိုဆိုတော့ဖြစ်တဲ့အထီကို လာတင်ကခရစ်ယာန်တယောက်ဆိုပေမဲ့အမှန်တကယ်ယေရှုကိုတည်တည်ချာချာလေးအကျွမ်းတဝင်မရှိပါဘူး။ဒါလာတင်ဒီနေ့မှာဝင်ခံတာပေါ့နော်။တကယ်ပဲအကျွမ်းတဝင်မရှိဘူး။ခရစ်ယာန်ဆိုလို့ဒါအာဝေးလာကြတဲ့ခရစ်ယာန်ဖြစ်လို့ဒါဆန်နစ်စကူးတွေတက်တယ်။ဘုရားအကြောင်းတွေပြောတယ်ဒီလောက်ပဲ။တည်တည်ချာချာလေးနှလုံးသားထဲမှာအသက်တာထဲမှာဘုရားသခင်နဲ့တွာလာတက်တဲ့အသက်တာမျိုးမဟုတ်ဘူးပေါ့နော်။ဆိုတဲ့အခါကျတော့လာတင်ပြန်ပွဲထဲမှာပြန်လို့ဆုရရင်အာ ကျေးဇူးတော်ချီးမွမ်းတဲ့အခါကျရောရှင်အော်ဘုရားသခင်ကောင်းမြတ်တယ်ဒီလောက်ပဲအမှန်တကယ်စိတ်ထဲကနေမခံစားရဘူးပေါ့နော်ဆိုတဲ့အခါကျတော့အချင်းချင်းပြောရရင်အဲ့လိုကနေပြတော့မှ Galaxy Star ပြီးတော့လာနေပြတော့မှအဆုံးသချင်းထုတ်တဲ့ဒီအာ lap song ပေါ့နော်မောင်စင်ပြင်းလာသချင်းလေးစပြီးတော့မှထွက်ခဲ့တယ်ထွက်ခဲ့တဲ့အချိန်မှာလည်းဖျားသခင်ကဘလောက်ပဲသူ့ကိုအာတည်တည်ချာချာလေးမတိဗိမဲ့လေဖျားသခင်ကလာတဲ့ကိုမဆနေရေဆိုတာပေါ့နော်ဒီနေ့မှပြန်စဉ်းစားကြည့်တဲ့အခါမှာဖျားသခင်အရန်ကောင်းမြတ်တယ်လာတဲ့ပုံမှာ သူ့ကိုဘလောက်ပဲမသိနေပါစေ तू ကလာတဲ့အမြဲတမ်းဂျေဆုတော်တွေပြီးနေတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့မောင်စင်ပြဲလာတချင်းလေးကပေါက်သွားတယ်ပေါက်သွားတဲ့နောက်မှာရုပ်ရှင်ဂျီတခုရဲ့ဇဝင်တေးဖြစ်လဲပါခွင့်ရတယ်ဒီချိန်မှာပြန်စစ်စားကြည့်လိုက်ဒါတွေကတကယ်ဖခင်ရဲ့ဂျေဆုတော်တွေပဲအဲ့ဒီချိန်တော့လုံးဝမသိဘူးဝင်လဲမဝင်ခံတက်ခဲဘူးပေါ့နော်ဆိုတော့အဲ့ဒီနောက်မှာလာတဲ့က ငငယ်ကလေးကမပြည့်စုံတဲ့အရာကနေအာလာတဲ့အတွက်ကြောင့်မလို့ဘဝမှာလိုအပ်တဲ့ဟာဘာလဲလို့မေးလိုက်ပတ်စံပဲအဲ့လိုပဲတွေးတယ်ဒီမှာရှိရင်ညီကောင်မမရယ်လဲဘဝမှာဘာလိုအပ်လဲလို့မေးအနေနဲ့များတော့အဲ့လိုပဲတွေးမှာပေါ့နော်စာဝိနေရေးအတွက်ကပတ်စံကအရင်အရေးကြီးတယ်အရာအားလုံးဖြစ်ရှင်းနိုင်တာလဲပတ်စံပဲအဲ့လိုပဲလာတဲ့လဲအရင်တော့ကအဲ့လိုပဲတွေးပါတယ် ဘာလို့အပ်လဲဆိုရင်ပတ်စံပဲပတ်စံရှိရင်အားလုံးလုံနိုင်တယ်အားလုံးလူကျင်တာအားလုံးရနိုင်တယ်ထင်တဲ့အတွက်ကြောင့်မလို့ပတ်စံကိုရှာခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒါနဲ့အားလုံးရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့2019 covid စပြီးတော့မှဖြစ်ခဲ့တယ်ဖြစ်တဲ့အချိန်မှာဖြစ်ဖြစ်ချင်းမှလည်းဒါကအားလုံးတကဘာလုံးဆိုင်ရာဖြစ်တဲ့ယောဂကဆိုးကြီးဖြစ်တဲ့အကြောင်းမလို့ပော့ပော့ပဲနေခဲ့တယ်အမှန်ကယ်တော့ဒါဟိုလာတဲ့အသက်တာတွေမှာလာတဲ့ခံစားရတာတော့ ဘုရားခင်လားတွေကိုပြန်ပြီးဆွဲခေါ်ခဲ့တယ်လူလာတဲ့ခံစားရတယ်။ဒီ COVID နဲ့ပေါ့နော်။ COVID စားဖြစ်တဲ့ခါမှာလားနဲ့ဘာမှဆက်လုပ်လို့မရတော့အမှုပညာလုပ်ငန်းတွေဘာမှလုပ်လို့မရတော့တခြင်းလဲဆိုလို့မရတော့ပွဲတွေလည်းမရှိတော့ငုတ်တုတ်ကြီးဟက်ကော့ကြီးပေါ့နော်။ဘာမှဆက်လုပ်လို့မရတော့ပညာရေးလည်းဒပိုင်းတစားတွေဖြစ်ကုန်တယ်။အာပြီးသွားမှာအချိန်တိုင်ပြီးသွားမှာ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 လို့ပဲစိတ်ထဲမှာဘလောက်တွေးတွေးအချိန်တွေက COVID တဲ့အချိန်တွေဆိုးတဲ့ဟာတွေကလည်းထပ်ဖြစ်လာတယ်။တော်တော်ဆိုးတဲ့ဟာတွေဖြစ်လာတဲ့အခါမှာ အရန်အရန်စိတ်တက်ကြသွားတယ်ပေါ့နော်သူများတွေလိုမျိုးလဲဟောပြပထွက်ပြီးတော့မှကြောင်းတက်မယ်ဘာညာလုံးမယ်ဆိုလဲဘာမှရေရရစုဆောင်ထားတာဘာမှမရှိဘူးဆိုတဲ့အခါကျတော့အဲ့ဒီချိန်မှလာတဲ့တခုပဲလုံနိုင်ခဲ့တယ်ဆွတ်တောင်းတာပေါ့နော်ဘိုးကမှဆွတ်တောင်းတာနဲ့ပတ်သက်လို့ရှိရင်လဲရည်စရာတော့ဖြစ်တော့ဖြစ်ပြီးမယ်လာနေဆွတ်ကောင်းကောင်းမတောင်းတက်ခဲ့ဘူးသမီးစားကနေဆွတ်တောင်းရင်တော့မှဆင်းနစ်ကူရောကတင်ခဲ့တဲ့ဟာ ပေါ့ပေါ့လေးပဲဆူတောင်းတာပေါ့နော်ကိုရောချမ်းမေးစာချင်းကျင်းစကြည့်လာဖို့ပါအဲ့လောက်ထိလာတဲ့ရဲ့အသက်တာဘယ်လောက်ထိအောင်ဆူလဲဆိုအဲ့လိုမျိုးပေါ့နော်ဆူတောင်းတာတော့ကောင်းကောင်းမတောင်းတတ်တဲ့သူဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့အိမ်မှာလည်းအမေတို့ရောအတော်တို့ရောကိုဗစ်တိအရန်ခံစားနေရတယ်ရန်ကုန်မှာကိုဗစ်ကြောင့် တည်တဲ့အလောင်းကြီးဆိုပုံထက်နေတာပဲပေါ့နော်အဲ့ရှင်မကိုရဲ့မိသားစုဝင်နေအမေရောအတော်ရောချစ်ရတဲ့သူတွေပါတော့မှအရင်ကြောက်တဲ့ခါမှလာတဲ့မြေကြီးကြားပြတော့မှအဲ့ဒီအချိန်မှာပထမဆုံးဆူတောင်းခဲ့တာဖြစ်ပါတယ်ဆူတောင်းတဲ့ခါမှာတက်နိုင်လားဆူတောင်းခြင်းမဲ့တက်နိုင်တော့တယ်ဘာနီးလမ်းမှမသိတော့ဘာကိုလောက်ရမှလဲလည်းမသိတော့ခေါင်းထဲမှာပေါ်လာတာဆူတောင်းရမယ်ဆူတောင်းရမယ်ဆူတောင်းရမယ်ဆိုပြီးအဲ့ဒီအချိန်မှာပထမဦးဆုံးမြေကြီးကြားပြတော့မှဆူတောင်းခဲ့တယ်ဘုရားသခင်နောင်တရပြီ လိုမျိုးသမီးကိုဆက်ပြီးတော့မှအတ္တဓာတ်ထဲမှာဘလိုမျိုးရှင်းတန်စီခြင်းလဲဘလိုစကလုံးတွေထွက်လာမလဲတောင်မျိုးတခါမှစုမတောင်းတတ်တဲ့သူကစကလုံးတွေထွက်လာတယ်ပေါ့နော်တောက်လျှောက်ဘုရားသခင်ကိုပဲအော်ခေါ်ပြီးတော့မှဆူတောင်းနေမိခဲ့တယ်ဘုရားသခင်ကတကယ်လဲဆူတောင်းတဲ့အောင်နားညောင်းပေးတယ်နောက်တဲ့နှုတ်ကလည်းဘုရားသခင်နဲ့ဝေးခွာသွားပြီဆိုရင်လေသူ့စီပြန်သွားဖို့ဆိုရင်နောင်တရဖို့ပဲအတိကနောင်တရရင်ဘုရားကအဲ့ဒီနောင်တကိုပဲလိုချင်တာနောင်တရပြီသူ့စီပြန်လာရင် ချိန်မရွေးသူက welcome လုပ်နေတာဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့လက်ထက်မှာခက်ကာလအချိန်တွေကောင်းနေတဲ့အချိန်တုန်းကဘာမှမဆူဆောင်းမရှိခဲ့တဲ့အရာတွေကအရာအားလုံး covid တွေဖြစ်ပြီးတော့မှအရာအားလုံးလူတွေခက်ခဲနေတဲ့အချိန်မှာပထမဆုံးဘုရားခင်လက်ထက်ကိုပိုင်ဆိုင်စေခဲ့တဲ့ဟာကတော့ကားဖြစ်ပါတယ်။တလားတဲ့တော့ပွဲတွေဆိုပြီးတော့မှဒီ covid တွေမဖြစ်ခင်မတိုင်ခင်မှာပွဲတွေတောက်လျှောက်ဆုံနေရပေမဲ့ကားဝယ်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ခဲ့ဘူး။ ါပေမဲ့ဘုရားသခင်စီပြန်ပြီးတော့မတိုးဝင်တဲ့အခါမှာဘလောက်ပဲခက်ခဲနေပါစေမဆိုင်တော့ဘူးဘုရားသခင်ကိုဘုရားသခင်ကလာတဲ့ကိုကားတစီပေးခဲ့ပါတယ်လာတဲ့အနေနဲ့ဆိုတက်နိုင်တဲ့အရာလုံးဝမဟုတ်ပါဘူးဒါဘုရားသခင်ရဲ့လှုပ်ဆောင်ခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်မလို့ဒီကနေ့မှရှိခဲ့ညီကောင်မတွေကိုလာတဲ့ပြောချင်တာကဘဝမှာလိုအပ်တဲ့ဟာတွေကိုလာတဲ့တော့ကအဓိကငွေကြီးတွေစောင့်ဝင်နေရှင်တန်ဖို့အတွက်ကျမ်းမာရေးတွေပါ အဲ့လိုမျိုးပေါ့နော်လိုအပ်တဲ့ဟာတွေကိုဖះတဲ့ဦးစားပေးပြမလာတဲ့နောက်တစ်ခါကျရင်ရှာနေတတ်ပါတယ်။ရှာလဲရှာနေကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုအပ်တဲ့ဟာတွေတဲ့အလိုအဆုံးဖះသခင်ကိုသာယေရှုကိုသာအရင်ရှာလိုက်မယ်ဆိုရင်လာတဲ့နောက်လိုနေတဲ့ဟာတွေကလည်းအချိန်နေနဲ့မဆိုင်တော့ဘဲနဲ့ဖះကြအမြင်နဲ့ပေးနေတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့မှလာတဲ့ကအလိုအဆုံးဆိုတဲ့သခင်လေးနဲ့ အခုတော့ချိန်မှန်းတည်ဆုချင်ပါတယ်။လာရတဲ့တည်ခန့်ချက်ပုံမှာလည်းအယောက်စီနဲ့ခွန်ရခွန်အားရဖို့ရန်အတွက်လည်းမျှော်လင့်မိပါတယ်ရှင်။